ားလုံးမင်္ဂလာပါရှင်။ MPA သတင်းဌာနရဲ့ဒီကနေ့အော်တိုဘာလ10ရက်နေ့မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတေကတင်ဆက်ပေးပါရမရှင်။ဒီနေ့အတွက်ထူးခြားသတင်းတွေနဲ့စစ်တပ်လောက်မှလုံခြုံမှုအတွက်လူငယ်မျိုးဆက်တစ်ခုလုံးပူပန်နေရတဲ့သတင်း စိတ်ကောင်းရှင်ရေကောက်ပွဲကိုညီသူမှန်သမျှကိုစုံစမ်းပြီးထိရောက်စွာအေးအေးယူမဲ့ PPDF တွေဆိုတဲ့သတင်းတိုက်ပွဲမရှိပဲပုံစဲခံရတဲ့ဘီလင်မှာ ကလေးတွေအပါအဝင်15ဦးကျော်တိဆုံးထိခိုက်ရပြန်တဲ့သတင်းမဲဆင်းမာတယ်ဆိုပြီးအာနာတိန်နဲ့စစ်တပ်မဲဆင်းတွေမာနေလို့ဟာတိုက်ခံနေရတဲ့သတင်းဖဲဝိုင်းနဲ့နှစ်ရှည်အလုံးဖြစ်နေလို့အလူငယ်မပူရတဲ့ဖုံးကြီးချောင်းဆိုတဲ့သတင်း အစ္စရေးဟာမတ်တို့အပြည့်ရဲ့အတီးပြူဝင်နောက်ချင်းချင်းရှိပျော်ကွင်းရသွားတဲ့မြေစာပင်များဆိုတဲ့အဲလိုတနေ့တာအထူးသဆုံးဖြစ်ခဲ့တဲ့ပီရင်းပီပါသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီနေ့အတွက်တော့စစ်တပ်လက်အောက်မှာလုံခြုံရေးအတွက်လူငယ်မျိုးဆက်တစ်ခုလုံးပူပန်နေရတဲ့တဲ့င်းနဲ့စတင်လိုက်ချင်ပါတယ်။ အာဏာသိမ်းမှု9နှစ်နီးပါးရှိလာချိန်မှာမြန်မာလူငယ်တွေရဲ့ပုံကိုယ်ရေးဆိုင်ရာလုံခြုံမှုအတွက်ပူပန်နေရတာဟာမျိုးဆက်တစ်ခုလုံးကြောက်ရွံ့မှုမယုံကြည်မှုနဲ့စိတ်ဒဏ်ရာတွေကိုရင်ဆိုင်ဖြစ်ရှိမှုဖိအားပေးခံရတယ်လို့ဖြစ်နေရလို့ UNDP မြန်မာကပြောလိုက်ပါတယ်။ မြမလူငယ်9ယောက်မှာတယောက်အနှုံးဟာလုံခြုံရေးအတွက်စိုးရင်ပူပန်နေကြရတယ်လို့လဲကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်ကဒီနေ့မှသတင်းထုတ်ပြန်လာတာပါတနိုင်ငံလုံးရှိလူငယ်9000ကျော်ရဲ့အတန်တွေအပေါ်အခြေခံထားတဲ့အနာဂတ်ရပ်တန့်ခံမျိုးဆက်သစ်ဆိုတဲ့အစီရင်ခံစာမှာအထက်ပါအတိုင်းဖော်ပြထားတာဖြစ်ပါတယ်လူငယ်ခုနှစ်ယောက်မှာတယောက်အနှုံးဟာသူ့ရဲ့အလုံးစုံရေးအတွက်အနေရန်ဒါမှမဟုတ်မကြာခဏဆိုသလိုစိုးရင်ပူပန်နေရတယ်လို့လည်းပြောကြားပါသေးတယ် MP ရဆက်သွယ်မေးမြန်းခွင့်ရခဲ့တဲ့ပြည်တွင်းကလူငယ်တွေအနေနဲ့ UNDP မြန်မာရဲ့အစီရင်ခံစာနဲ့ထပ်တူညီပါကြတဲ့တုတ်ပြန်ပြောကြားတန်တွေကိုကြားသိခဲ့ရပါတယ်။နိုင်မြို့နယ်နဲ့စစ်ရုံဝင်တဲ့လူငယ်အမျိုးသားတအုပ်ကလုံခြုံရေးနဲ့ပတ်သက်ရင်တော့အမြဲတမ်းစိုးရိမ်နေရတယ်လို့ ပြောမှမှန်မယ်တဲ့အိမ်ကနေအလုတ်သွားပြီဆိုရင်ကိုပဲလမ်းမှာပေါ်တာဆွဲခံရမှာကြောက်ရတယ်။ကားမတိုင်းကနေစင်မီစက်ယုံကိုသွားတဲ့အချိန်ကျတော့ပေါ်တာရော အလုခံရမှာကောကြောက်ရပြန်တယ်။ပြီးတော့လကုံရက်နေပြီဆိုအလုတ်ပြုတ်တော်မှာလားဆိုတာလဲတွေးကြောက်ရပြန်တယ်။ရန်ကုန်ကစစ်ဖြစ်မနေပေမဲ့ရန်ကုန်လဲရန်ကုန်အလျောက်ပဲအညာတို့စစ်ဖြစ်နေတဲ့နေရာတွေပို့ဆုံးမယ်လို့ပြောပါတယ်။ UNDP မြန်မာရဲ့အစီရင်ခံစာအတွင်းလုံခြုံရေးဆိုင်ရာစိုးရိမ်မှုဟာပြိပခဒေတာတွေမှာပုံမမြင့်မာပြီးချင်းပြည်နယ်မှာရာခိုင်နှုန်း30နဲ့ KNP မှာ25ရာခိုင်နှုန်းရှိတယ်လို့ဆိုထားပါတယ်။ချန်ကုန်မှာပေါ်တာလဲကြောက်စရာမလိုဘူးအလုတ်ကန်အတွက်လဲတွေးပို့စရာမလိုတာဆိုလို့စစ်တပ်အကောင်ကြီးကြီးနဲ့သူတို့နဲ့ပတ်သက်ရာပတ်သက်ကြောင်လူငယ်တွေပဲရှိမယ်လို့စက်ယုံဝန်ထမ်းလူငယ်ကပြောပါတယ်။ ဒုတိယအနေနဲ့စစ်ကော်မရှင်ရွေးကောက်ပွဲကုညင်သူမှန်သမျှကိုစုံစမ်းပြီးထိရောက်စွာအရေးယူမဲ့ PPD ရဲ့တွေ့အကြောင်းပြောပြပါောင်းမယ်။ တကူတိုင်းပြည်မြို့နယ်ပေါန့်တလယ်မြို့မြောက်ချမ်းကစစ်ကော်မရှင်ရဲကောက်ပွဲလှုပ်ဆောင်ပေးနေသူ ပြူစောတီခေါင်းဆောင်ကို PDF တို့ဖမ်းဆီးရမိပြီးနောက်ခုခံထွက်ပြေးသဖြင့်ပြစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့တတင်းရရှိပါတယ်။အဲ့ဒီနောက်မှာပဲစစ်ကော်မရှင်ရဲကောက်ပွဲ ကုညီနေသူမှန်သမျှကိုစုံစမ်းပြီးထိရောက်စွာအရေးယူမယ်လို့ PKI တရင်နဲ့ပြန်ကြားရေးတာဝန်ခံ Rustar က MP ကတစင်တတင်းစကားပါလိုက်ပါတယ်။ ကျွန်တော်လမျက်စီကတင်စီရမိတဲ့ဖုန်းကနေတစင်ပေါင်းတလင်နေမြင်တဲ့ ဝတ်ထီးကန်နေမီကရက်ကွက်ကျေးရွာမှာရှိတဲ့ပြီးသူစစ်စင်းတွေရရှိထားပါပြီစစ်ကောင်စီရဲ့တောက်တိုင်မှန်သမျှစစ်ကောင်စီကပြုလုပ်မဲ့ရဲကောက်ပွဲကိုဝိုင်းဝန်းကူညီသူမှန်သမျှကိုစုံစမ်းပြီးထိရောက်စွာအေးအေးယူသွားပါမယ်လို့သူကတတိပေးစကားဆိုပါတယ်ပင်မြို့နယ်ခွေရချင်းရုပ်ကုံရွာကပြူစောတီခေါင်းဆောင်နိုင်မင်ကိုပြီးခဲ့တဲ့အောက်တိုဘာ6ရက်မနက်10:00နာရီလောက်မှာဝင်းတင်စိတ်ကျေးရွာနားမှာဖမ်းဆီးရရှိခဲ့ပြီးခေါ်ဆောင်လာစဉ်ပြင်းလဲခုခံထွက်ပြေးလို့တိုက်ခတ်ရှင်းလင်းလိုက် က်ရတယ်လို့ PKI တည်ရင်နေကဒီနေ့မှသတင်းထုတ်ပြန်ပါတယ်။ဖြူစိုးတီကောင်းဆောင်စီကနေခဲထည်ပြီးပြရတဲ့ CO2 gas လုံး pistol တနတ်တလက်ဆိုင်ကယ်တစီနဲ့လက်ကင်ဖုန်းတစ်လုံးတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ဖြူစိုးတီကောင်းဆောင်နှမြင့်နေထိုင်တဲ့ခွေးရချင်းရုပ်ကုန်းနဲ့ဖမ်းမိခဲ့တဲ့ဝင်းတင်စိတ်ကြီးရွာတို့မှာစစ်တပ်စုံမုံနေမြေတွေဖြစ်ပါတယ်။ပေါင်းတလဲမြို့မှာပြုတ်ကောင်းဆောင်နှစ်ဦးရှိနေပြီးမြောက်ပိုင်းမှာနှမြင့်နဲ့တောင်ပိုင်းမှာဝင်းစော်တို့ပိုကြချယ်လေနေကြတာလို့ သိရှိရပါတယ်။လှမင်ဟာပြူစောတိအဖွဲ့ဝင်တွေစုဆောင်တာကျွေးရွာအတွင်းရှိလူငယ်တွေရဲ့အချက်လက်တွေကို ပေါင်းတယ်ရဲစကန်နဲ့စစ်ကော်မရှင်ထံပေးပို့တာတရားဝင်ရွေးကောက်ပွဲကိုကူညီတာသူဦးစီးတဲ့အဖွဲ့ကပေါင်းတယ်မျိုးပေါ်နဲ့ကျွေးရွာတွေမှာအစင်းစစ်တာအသိအဓမ္မစစ်မှုထမ်းတေခေါ်ယူတာနဲ့ပေါ်တာဆွဲဖမ်းဆီးရာတွေကိုလှုပ်ဆောင်နေရလို့သိရပါတယ်။ ပြည်တွင်းသတင်းတွေကိုထပ်မံတင်ဆက်ပေးပါောင်းမယ်။တိုက်ပွဲမရှိဘဲပုံကျဲခံရတဲ့ပြီးလည်းမှာကလေးတွေအပါအဝင်15ဦးကျော်တင်ဆုံထိခိုက်ရပြန်တဲ့တဲ့မှာ လေကြောင်းအကုတ်နဲ့နေ့စဉ်ကိုပီတူကိုပြန်တက်နေတဲ့စစ်ကောင်ရှင်တက်ဟာစက်တင်ဘာလ9ရက်မနေ့ည8နာရီကျော်မှာဘီနင်းမြို့နယ်ပြမစိတ်အနောက်ဘက်ကျေးရွာတဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ဒီလိုပုံကျဲချင်းတော်လိုင်းတပ်ဖွဲ့တွေနဲ့စစ်တပ်ကြားဘလို့တိုက်ခွေးမှရှိနေပဲအကြောင်းမဲ့ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။ဂျာဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြင်းမစိတ်အနောက်ဘက်ကျေးရွာတွေကနေအိမ်ပေါ်ကိုတတဲ့ကြောက်ရောက်ပောက်ကွဲခဲ့တဲ့အတွက်ကလင်းငယ်သုံးအပါဝင်ငေါအစ်တ ဆုံးတဲ့အပြင်နောက်ထပ်၁၀ဦးထပ်နဲ့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူတွေစီကနေသိရပါတယ်။ဘုံကတလုံးဝဲကျဲချတော့တာရွာတဲကအိမ်တွေရှိတဲ့နေရာတက်တဲ့ကိုကြတော့အိမ်နေကြတဲ့ရွာသားတွေအကုန်ထိတယ်လူတော်တော်များတယ်ကလေးတွေလည်းပါတယ်အဲ့ဒီရွာဘက်ကတိုက်ပွဲတစ်ခါမှမဖြစ်ဘူးလို့ဒေသအခြေဆိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက MPA ကိုပြောပါတယ်။ စေအုပ်စုဂျက်ဖိုက်တာနဲ့ပုံကျဲမှုကြောင့်တောင်းမှုပွဲချင်းပြီးတည်ဆုံးကစေအုပ်စော်ထိခိုက်ဒဏ်ရာရရှိခဲ့တာကိုစေယုံပုံဆောင်ချိန်နောက်ထပ်နှစ်ဦးထပ်မံတည်ဆုံးခဲ့တာဖြစ်တယ်လို့သူကပြောပါတယ်။လက်ရှိထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာလည်းဒဏ်ရာပြင်းထန်တဲ့သူတွေပါဝင်နေလို့အသက်အန္တရာယ်စိုးရိမ်နေရပြီးစေယုံပုံဆောင်သူတွေနဲ့ဒီနေ့မနက်ပိုင်းအထိအဆက်အသွယ်မရသေးဘူးလို့အဲ့ဒီအကြောင်းသိရှိထားတဲ့ဒေသခံတို့ကပြောပါတယ်။ ီလင်းနဲ့ဖန်မြို့နယ်ကြားမှာတည်ရှိတဲ့ပြမစိတ်အနောက်ဘက်ခြေဝါဟာ KNU တပ်မှတည်ထိန်ချုပ်နေမြေအတွင်တည်ရှိပြီးအာနာသိမ်းပြီးနောက်တိုက်ပွဲအပဝင်လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မျိုးမရှိဘဲအခု ဖြစ်စဉ်ဟာပထမအဆုံးအစိတ်တိုက်ခိုက်ခံရတာဖြစ်တယ်လို့သိရှိရပါတယ်ဆက်လက်ပြီးမင်းစင်းမာတယ်ဆိုပြီးအာနာသိန်းတဲ့စစ်တပ်မင်းစင်းတွေမာနေလို့ဟားတိုက်ခံရတဲ့အကြောင်းတင်ဆက်ပေးစင်ပါတယ် ကိုဗစ် -19 ရောဂါအကြာကပြုလုပ်ခဲ့တဲ့2020ပြည်နေရွေးကောက်ပွဲကိုမဲဆင်းမရလို့ဆွဆွဲပြီးအာနာတင်းခဲ့တဲ့စစ်တပ်ဟာအခုသူတို့လှုပ်ဖို့ကြိုးပမ်းနေတဲ့ရွေးကောက်ပွဲရဲ့ပထမအကြိမ်မဲဆင်းမှာအမားရွေးနေများစွာ ဖြစ်ပေါ်နေလို့ပြည်သူတွေကဟားတိုက်လောင်ပြောင်နေကြပါတယ်စစ်တပ်မဲဆင်းအမားကိုအပြင်းထန်စတင်ဝေဖန်လာသူမှာတောင်ဆန်းစုကြည်ကိုကြောက်တော်မီမင်းအောင်လိုင်ကိုမျက်နှာချုံတွေ့တဲ့ဝရန်တီထောင်ထွက်ပူလက်လဆွေဖြစ်ပါတယ်နေပြည်တော်ကမဲဆင်းနေမှာ လူဦးရေ900မှာ 300လောက်ကမှားနေတဲ့အပြင်တေသူတွေပါနေပြီးအုပ်ချုပ်ရေးမှုနဲ့မိသားစုဝင်တွေစီးရင်မပအောင်ဆိုတဲ့အကြောင်းအခုမဲစင်ဟာ2020မဲစင်ကိုပဲပြန်သုံးခဲ့တာဖြစ်တဲ့အပြင်ဒီအမားကိုပြင်ဖို့အချိန်တပတ်တာကျန်တော့တဲ့အတွက်မဲစင်မားရွေးမှု အစင်မပြေဘူးလို့ဖူးလက်လဆွေကဝေဖန်ခဲ့တာပါဒီလိုဝေဖန်ပြီးနောက်3ရက်အကြာ အောက်တိုဘာ10ရက်ညပိုင်းမှာစစ်တပ်ကနေပြည်တော်ကသူ့ရဲ့နေအိမ်ကနေလာရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ် ဒီလိုမဲဆင်အမားတွေကိုပေတူလူတို့ကပြင်မေးဖို့တောင်းဆိုတာမရှိသလိုမဲဆင်သွားကြည့်သူတွေဟာလည်းစစ်တပ်နဲ့မကင်းရမကင်းချောင်းတွေနဲ့ဖိအားပေးချင်းကြောက်ခံရမှုကိုမလွန်ဆန်နိုင်သူတွေသာဖြစ်တယ်လို့သိရပါတယ်။အခုမဲဆင်အမားတွေဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင်လှုပ်ဆောင်မယ်လို့ကြေကျော်နေတဲ့အာဏာသိမ်းစစ်ကောင်ဆောင်မျက်နှာကိုအိုးမင်းတုံးလိုက်တာလို့ပေတူလူတို့ကဟားတိုက်လောင်ပြောင်နေကြပါတယ်။ဒါအစွမ်းစားမှမရှိပဲအငုံစိမ့်နဲ့အာဏာသိမ်းနဲ့ လူယုံမှာတော့အချက်တကွဲထိတော့တာပဲဒီလိုမင်းစင်အမကြီးနဲ့ပဲအချက်မရှိတီရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်မှာပဲပြည်သူလူထုကလည်းမရရအောင်ရတဲ့နည်းနဲ့ရှောင်ကြမှာပဲ ူကအထက်မှာတော့မောကဟုတ်ကတွေလျှောက်ပြောနေတာအောက်မှာတော့အဆက်တွေကြီးပဲလို့ရန်ကုန်မြို့ရှေးပြည်သာမြို့နေအမျိုးသားတအုပ်ကပြောပါတယ်လက်ရှိစစ်ကော်မရှင်ခန့်ရွေးကော်ရဲ့ပထမအကြိမ်မဲဆင်းကတ်ထားကြီးညာမှုမှာအနေဆုံးအစဉ်30ရာခိုင်နှုန်းလောက်မဲဆင်းအမိုင်းတွင်ဖြစ်ပေါ်နေရလို့ရကြေးအုပ်ချုပ်ရေးအဖွဲ့တွေနဲ့နီးစပ်သူတွေစီကသိရပါတယ် ပြည်တွင်းကနောက်ဆောင်သတင်းအနေနဲ့ဖေဝါရီနေ့နှစ်ရှည်အလုံးဖြစ်နေလို့အလူငယ်မပူရတဲ့ရှမ်းပြည်ကဖုန်ကြီးကျောင်းအကြောင်းကိုပြောပြပါမယ်။ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ်အတွင်းရှိဝါတော်ဖုန်ကြီးကျောင်းဟာဖေဝါရီနေ့အလူငယ်မပူရတာနှစ်နှစ်ချီကြာမြင့်နေပြီလို့သတင်းရရှိပါတယ်။ပန်းပန်းဝါတော်ချောင်းဆောက်ရွာ300ကိုးကွယ်ကြတဲ့တောင်စီတိုက်နယ်အုပ်စုတွေကဝါတော်ဘုံကြီးကျောင်းမှာအကောက်ယူပြီးနေ့စဉ်ဖဲဝိုင်းထောင်စားနေတာနှစ်နှစ်လောက်ရှိပြီဖြစ်တယ်လို့ ဒေတာတွင်နှွေးဦးတော်လိုင်းရဲ့ဆိုင်မင်နာအင်းလင်းလူတို့လှုပ်ရှားမှုစီကနေသိရပါဗျ။ဘုံကြီးကြောင့်မှပထန်းဖက်သူကဖက်ထရိုက်သူကရိုက်ဂိမ်းဆော့သူကဆုံမနမည်ပြက်နေပြီးတတော်ပြက်စီနေပြီလို့အဲ့ဒီအကြောင်းသိရှိထားတဲ့ဒေတာကန်တူရဲ့အပြောကိုအင်းလင်းလူတို့လှုပ်ရှားမှုရဲ့ထုတ်ပြန်ချက်တွေထည့်သွင်းဖော်ပြထားပါဗျ။ထိုက်ကစားသူတွေထဲမှာဖုန်ကြီးတွေတော့မပါပဲဒေတာကန်နဲ့လူစိမ်းတွေသာဖြစ်တယ်လို့အင်းလင်းလူတို့လှူရှာမှုတာဝန်ရှိသူတဝူက MP ကိုပြောပါတယ် ဒါပေမဲ့ဒီဖေးဝိုင်းကစီးမွှားဖြစ်ကြေးကြီးတဲ့ဝိုင်းလားအပျော်တန်းဝိုင်းလားဆိုတာကိုတော့တသိချာချာမသိရသေးဘူးလို့သူကပြောပါတယ်။ဒါပြင်အဓိကကြေးရာတွေမှာလည်းမူးယစ်ဇေဝါရောင်းသူနဲ့တုံးဆဲသူအများပြားရှိလာနေတယ်လို့အင်းလေးလူလူလှူရှာမှုကဆိုထားပါသေးတယ်။ညောင်ရွှေမြို့ပေါ်နဲ့၄ကီလိုမီတာလောက်ပဲဝေးတဲ့ဝါတော်ပုံကြီးကြောင့်ဟာတောင်မော်ဒေသမှာတရှိရလို့သိရပါတယ်။ နောက်ဆုံးပြပါတဲ့နေနဲ့ Instagram Hermes တို့အပြည့်ရဲ့အတီဗီဝီနောက်ချင်းချင်းမရှိပျော်ခွင့်ရသွားတဲ့မြေစာပင်များအကြောင်းပြပြရင်ဒီနေ့အတွက်ကျမရဲ့သတင်းတင်ဆက်မှုတွေအားလုံးကိုဒီမှာပဲရပ်နားလိုက်ချင်ပါတယ် နှစ်နှစ်ကျော်ကြာ Israel Hamas စစ်ပွဲအပြစ်ရတာကို Hamas ဘက်ကအတည်ပြုပြီးနောက်ဒီနေ့မှာပဲ Israel အစိုးရအဖွဲ့ဘက်ကလည်းထပ်မံအတည်ပြုလိုက်တာကြောင့် Palestine နဲ့ Israel တို့ရှိရေးစာပင်ပြည်သူတွေအောင်ပွဲခံနေကြပြီဖြစ်ပါတယ်။ Gaza တောင်ပိုင်းမှာနေတဲ့ Abdul Majid Abravo ကအပြစ်ခဲရစေတာတိတ်ထွက်တန်ရုံမှုတွေနဲ့လူတက်မှုတွေပြီးဆုံးတာကိုဖျားသခင်ကိုကျေးဇူးတင်ပါတယ်လို့ပြောပါတယ်။ ကာဇာကမ်းနောင်တစ်ခုလုံးပြောနေကြပြီးအာရက်လူမျိုးအလုံးတကမ္ဘာလုံးကအပြည့်ကရက်စဲတာနဲ့တွေးထွက်တန်ယုံမှုတွေပြီးဆုံးတာကိုပျော်ရှင်ကြပါတယ်လို့လည်းသူကဆိုပါတယ်။ဒီစစ်ပွဲဟာအစ်ဂျစ်မှာကိုယ်စားလှယ်ကောင်းဆောင်တဲ့ချိန်ငယ်ဆွေးနွေးခဲ့ပြီးနောက်ကာဇာဒေသမှာတိုက်ခိုက်မှုတွေကို24နာရီအတွင်းရက်ဆိုင်မှုနဲ့အဒီနာ82နာရီအတွင်းအစ္စရေးတပ်စခန်းတွေကိုပြန်လည်ပေးတော့မှာဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့နှစ်နှစ်ကြာကာဇာစစ်ပွဲကိုအဆုံးသတ်ရေးအစီအစဉ်အရဒီသဘောတူညီချက်မှာအစ္စရေးတစားကန်တွေနဲ့လဲလှယ်ပြီးပါလက်စတိုင်းအကျဉ်းသားတွေကိုပြန်လွတ်ပေးဖို့အစ္စရေးစစ်တပ်ကဂါဇာကနေသင့်ချင်းစုခွာဖို့တွေလည်းပါဝင်ပါတယ်။အခုသဘောတူညီချက်ကြောင့်လွန်ခဲ့တဲ့2023ခုနှစ်အောက်တိုဘာလ9ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့တစားကန်တွေတဲ့ကျန်ရှိနေသူတွေတဲ့ကအသက်ရှင်ကျန်နေသူတွေအပြင်ကွယ်လွန်သူတွေရဲ့ရှိုးလောင်းတွေကိုလည်းပြန်လုပေးမှာဖြစ်တယ်လို့ ISTE ဝင်ကြီးချုပ်နေတန်ညာဦးကပြောပါတယ်ဒီစစ်ပွဲအတွင်း ISTE ထောင်းနေရာကျော်နဲ့တစားကန်နေရာကျော်ဖမ်းဆီးခံရပြီးနောက်ဟာမတ်ကျမ်းမာရေးဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရပါလက်စတိုင်း6000ကျော် ISTE လက်ချက်ကြောင့်တည်ဆုံခဲ့ရတယ်လို့သိရပါတယ် ဒီစစ်ပွဲကြောင့်အစ္စရေးဟာနိုင်ငံတကာမှာပိုပြီးအထူးကြံခဲ့လာပြီးအရှိအလေပိုင်းတစ်ခုလုံးမငြိမ်မသက်ဖြစ်သွားခဲ့ရတဲ့အပြင်အီရန်၊ယီမင်နဲ့လက်ဘရိုနိုပါဝင်တဲ့ဒေသတွင်ပြည်ပခါအထိမှဖြစ်လာခဲ့ပါတယ်။အခုတော့စစ်ပွဲအဆုံးသတ်ဖို့လမ်းစပေါ်လာခဲ့ပြီးအလုံးစုံပျက်စီးနေတဲ့ဂါဇာဒေသကအရသားတွေကိုကူညီဖို့အစားအစာနဲ့စေဝါကူညီတွေတင်ဆောင်လာတဲ့ကားတွေဂါဇာနဲ့အများပြားဝင်ရောက်လာတော့မှဖြစ်ပါတယ်။ MB ရဲ့တနေ့တာထူးခြားတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာပါ MB ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝေရောက်မချက်ပြုပေးသူအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်မြမဘီတူဘီတာပါကိုစိတ်နှကြချမ်းမှချမ်းသာပြီးဘဝအမော်လေးပြေကြပါစီရှင်